မြန်မာရဲ့ champion တိုက်တဲ့ defender Fego Esport ရဲ့ခီးလန်းကတော့ပြီးဆုံးသွားခဲ့ပါပြီ AI Esport အနေနဲ့လည်းဒီနှစ်ထဲမှာတောက်လျှောက်တွေ့တောက်လျှောက်ကိုနိုင်ထားတာစတော့က Fego အနေနဲ့ဘာတွေမှားခဲ့လဲ AI ကရောဘယ်လောက်ထိကောင်းခဲ့လဲနည်းနည်းလေးပြောပြမယ် Game 1ကတော့တဖက်ကိုခါလီယာတကောင်အပြောက် draft ပေးထားရတဲ့အချိန်မှာ AI ဘက်က11နဲ့ကတော့ကျွန်တော်ကိုဒီ11ပစ်လေတော့ခဏမှတ်ထားပေး ကတော့ကတော့ခါလီယာကိုပြန်ထောက်လို့ရတယ်ဂျန်ဂလာမှာဆိုလို့ရှိရင်ဟာရဘူဆာနဲ့ join ပေါ့လေကျွန်တော်တို့အင်ဂိမ်းကိုပဲအဓိကထားပြီးတော့ပြောမယ်အင်ဂိမ်းမှာပထမဆုံးအနေနဲ့ကျွန်တော်နားလည်လိုက်တာကဖယ်ကွန်ဒီအာလီတာသွားတာနဲ့အရင်လိုမျိုး potential တစ်ခုကိုထိန်းထားနိုင်တဲ့အသင်းမျိုးမဟုတ်တော့ဘူးဂိမ်းဝမ်းမှာဆိုတော်တော်တိတာတယ်ဟာရဘူဆာနဲ့ join မှာဟာရဘူဆာကအမားကြီးလှုပ်ပြီးတော့တိတ်သွားတာမျိုးရှိတယ်နောက်ထပ်သူတို့ထုတ်ထားတဲ့ Aura ဒီ ်ဇူစင်းကိုလည်းလိန်နဲ့မချက်မှာအရန်တာတယ်တစ်ဖက်ကအဆက်ဆင်ဂျန်ဂလာဆိုတော့ဟာရာဘူဆာကလည်းတော်ယုံတန်ယုံကောက်လို့မရဘူး first starter ကိုကြည့်မယ်ဆိုရင်နှစ်သင်းလုံးအနေနဲ့အဆက်ဆင်ဂျန်ဂလာနှစ်ကောင်ဖြစ်တဲ့အတွက်ကြောင့်မလို့တန်းပြီးတော့တတ်တယ်လို့မှမဟုတ်ဘူး buff ဘာညာစားပြီးတော့အချိန်ဆောက်မှာအဲ့ဒီအတွက်၄ကောင်လုံး level 4ရတဲ့ rotation မျိုးသွားတယ် mage နဲ့ ehb ကမင်းမှာ level 4တူတူယူတယ် roma နှစ်ကောင်က experience lane မှာ level 4ယူတယ်ထားပါတော့နှစ်သင်းလုံးကကြတော့ ာတယ်ဆိုင်တဲ့ရည်ရွယ်ချက်ချင်းမတူကြဘူး AI ကကြတော့ဒီတာတယ်ကိုဇူစင်းနဲ့အထုံနှကောင်နဲ့ပေါင်းပြီးတော့ဇုံပြီးတော့ယူမယ်ဖယ်ကွန်ကကြတော့ကာလီယာအော်ရာဆိုတော့ pick off ပြီးတော့ Hiroki ဘာညာယူမယ်ဒီနေရာမှာ PS အနေနဲ့အားလီအမားတော်တော်လုပ်တယ်ဒီမှာဆိုလို့ရှိရင်သူ့အနေနဲ့အနောက်ကိုပြင်းရင်ရတာကိုဒီ down နေဘာညာရှောက်ပြေးတဲ့အခါကျတော့ Harabusa ပြန်သေးတာဘာညာနဲ့ရှင်ဖယ်ကွန်ကအားလီတော်တော်လေးတာသွားတယ်ပြီးတော့အဆိုးဆုံးက Golden Harris ဆိုတော့ မိခင်းလောက်ထဲကအလဲမာနေပြီးတော့အသိလိုက်ချတာ dance ရဲ့ join ကတော့အတင်းကလည်းဖန်တီးပေးတယ်တစ်ဖက်က hater ကတော့ဆိုတော့သူ့ကို pure stand လိုမျိုးကြီးထိန်းထားမဲ့ကောင်လည်းမရှိဘူးအဲ့ဒီလိုမျိုးဒီ join ကြီးကအရန်ဖတ်နေတဲ့အခြေအနေမျိုးမှာကျွန်တော်တို့အနေနဲ့ချီးကျူးရမှာက PS ပဲအရင်တုန်းက PS assassin တွေဆိုရင်လက်ကိန်းဆိုရင်စိတ်ချမရဘူးတခုမဟုတ်တခုပြဿနာတက်တယ်ဒါပေမဲ့ဒီပွဲကကြတော့ဒီမှာဆိုရင် shutdown key လဲယူပေးတယ် နောက်ထပ်ဖယ်ကွန်ရဲ့ signature အတိုင်းပဲလော့မထွက်ခင်တို့လော့တိုင်မင်မျိုးတွေမှာလော့ရဲ့စန့်ကျင်ဘက် လောင်းလင်းကိုအမြဲတမ်းတအောင် ရှင်းလင်းရှိတယ်ဒီချက်ကိုကောင်းကောင်းနားလည်တဲ့ AI အနေနဲ့ drive ကိုမစ်ကဖြတ်ပြီးတော့တက်သွားတာ PS Harabusa performance ကတော့တကယ်ကို surprise ပဲဒီမှာဆိုလဲဘိုင်ဝမ်းတက်လို့တက်နေအဲ့လောက်ထိ performance ထွက်မယ်တကယ်မထင်နာခဲ့ဘူးပြီးတော့လိတ်ကိန်းရောက်တော့နောက်ဆုံးအနေနဲ့ AI ဆိုင်သွားတဲ့ Thin Fight ကတကယ်ပညာသားပါတာ Falcon အနေနဲ့ ဒီကတော့ကိုတန်းပြီးတော့ဖျက်ချသွားတဲ့အချိန် Harry ဇမန်ဖို့တွေ့လာ Harry ဆိုတဲ့ကောင်ကလိမ့်ကိန်းဒီဇမန်ဖို့ပေါ်မှာဆိုရင်ဝဝံထက် damage output အများကြီးပိုတာတယ်ဒါပေမဲ့ဇမန်ဖို့မရှိရင်ကြတော့အဲ့ကောင်ကဘာမှတုံးစားမရတဲ့အမိုက်ပဲတေချာကြည့်မယ်ဆိုရင်အလီတာတို့အနေနဲ့ဘတ်တယ်ကိုဇမန်ဖို့ရဲ့အပြင်ဘက်ခြမ်းကိုဖြည်းဖြည်းချင်းမြှောက်ခေါ်သွားတာ Harry player ရဲ့လိမ့်ကိန်းဇမန်ဖို့ဖွင့်တဲ့တိုင်မင်းလိုအပ်ချက်ကြောင့်လည်းပါတယ်ဒီပတယ်မှာဆိုလို့ရှိရင် Harry စီက damage output က ဘာမှတိတ်မရှိသွားဘူးဒီနောက်ဆုံးဘက်တယ်ကတော့အနှစ်ပဲ Harry Zaman 4ပေါ်မှာအလီတာခုံပြသွားတဲ့ Micro အသေးစားကတော်တော်ကြီးကိုပညာသားပါလွန်းတယ် Harry ရဲ့ weakness တစ်ခုလုံးကိုတေချာကိုကောင်းကောင်းကြီးအတုံးချသွားတာနောက်ထပ်အနေနဲ့ဂိန်းသူဂိန်းသူကတော့ Falcon Coach တွေမှာတာဝန်ရှိတယ်လို့မြင်တယ်တစ်ဖက်က Fadrin ကိုမြင်တော့သူတို့စော့နေကြ Fadrin ကိုကင်ဖို့ဗစားနာထုတ်တယ် ပြီးတော့ Hilo နဲ့ Vazana Hilo ဆိုတာသူတို့ MC တွေကနေစော့နေတာကြားလာပြီပြောမယ်ဆိုရင်ဂိမ်းဝမ်းတုန်းက draft အတိုင်းပဲဘာမှထူးထူးခြားခြားကြီးပြောင်းလဲမနေဘူး Khalia Vazana နဲ့ Khalia Aura ကဘာမှတိတ်မကွာဘူးတခုရှိတာ Granger Hilo က long range ကနေပုတ်လို့ရတယ်တွေးလျှော့လို့ရတယ်ပြီးတော့ River Thrice လေးနည်းနည်းပါသွားမယ်ပေါ့လေဒါတော့ပဲကွာတယ် AI ဘက်ကတော့ last pick Johat ပေါ့လေဆိုတော့ in game ကိုပဲတစ်ချက်ကြည့်မယ် in game မှာ draft name နဲ့ဆိုတာကျွန်တော်တို့တော်တော်ကြီးကိုသိတာနေ Revitalize Hero Counter ဂလူးကလည်း Hylos ကိုစလာတဲ့ကအသေးသေးတယ်ပြီးတော့ Vazana နဲ့ Farsa မှာလည်းလက်ရှိ meta တိုက်ရအရ Farsa ကအလုပ်အများကြီးလုပ်လို့ရတယ်လို့ Vazana ထက်အများကြီးပိုတာတယ်ပြီးတော့အမြဲရုံးပေးနေကြ Dash ကလည်း Retreat ပေါက်ပြီးလက်ကမှာ Retreat မပေးချင်တော့အချိန်နည်းနည်းကြာသွားတယ်ပြေးဖို့ကလည်းမမီတော့ဘူးဒီပွဲကတော့တော်တော်ပြတ်တယ် တခြားရောမာမတ်ချက်ကိုပဲကြည့်မလားဂျောဟတ်ခါလီယာဆိုတော့အင်မြူဘာညာနဲ့ဂျောဟတ်ကခါလီယာကိုအေးဆေးကောင်းတာတယ်ရိုး၅ခုမှာ၄ခုလောက်ကအာလီအနိုင်နေဖြစ်နေတာတော်တော်ဆိုးတယ်ဗျနောက်ထပ်အနေနဲ့ gain tree ဒီပွဲမှာ AI အနေနဲ့ Dash ရဲ့ Fanny ကိုတစ်ချက်ဖွင့်ဆော့ကြည့်ရပေါ့လေကလမအနေနဲ့ Fanny လို Mobility Hero ကို Zack ကတော့ Povius Harriet Team Fight Hero တွေနဲ့တွဲသွားတာ AI ဘက်ကကျတော့ Let's Pick Bitrix နဲ့ Kalia Bitrix Vazana တကောင်အပြောက် draft အဲ့ဒီ AI draft ရဲ့စိုးကျိုးကတာတယ် impact ဘာမှမရှိသလို Povias ကတော့ဇက်တွေကိုတာတယ်မှာဘာမှလုပ်လို့မရဘူးပြီးတော့ Harry ကိုယ်တိုင်ကလည်း team fight တွေလာဆိုင်တဲ့အခါမှာ Falcon ကတော်တော်တာတယ် Fanny လိုမျိုးတာတယ် impact အားနည်းတဲ့ကောင်ကို team fight hero တွေနဲ့တွဲပေးထားတော့ဒီ Fanny အတွက်ကလည်းစောင့်ရတာ comfort ဖြစ်တယ် Fanny player တွေရှိတယ်ဆိုရင်လည်း ကျွန်တော်ပြောတာထက်ဒီပွဲကိုမဖြစ်မနေသွားကြည့်တဲ့ ਨੇ Fanny Energy ခြွေတာပြီးတုံးတာတွေ Space ရှောင်းတာတွေကဓာတ်ဆီကနေတင်ယူစရာအများကြီးရှိတယ် AI ရဲ့ဒီဗဇာနာခါလီယာဘီထရစ်ကအာလီတတဲ့ဒီမှာအရန်နှိမ့်ထားတော့တကောင်ဖြတ်တာတော့မပြတ်တော့ဘူးဒီနေရာမှာဆိုရင်ခါလီယာဖန်းနဲ့ဗဇာနာဘီထရစ်အာတီကျဲတယ် Falcon ဘက်ကလည်း draft မှာထောက်ထားပြီးသားခါလီယာဖန်းလိုက်တာ ਨੇ ကတော့နဲ့ဇက်ကအနောက်ကနှစ်ကောင် ထိန်းဖို့က ready ပဲ အဲ့ဒါအပြင်ရှေ့အထုံနှကောင်ကတော့ Povius Immortal ထွက်သွားတော့တကောင်အပြောက် draft ကတော်တော်ကြီးပုတ်တယ်ဂျန်တဲ့အပိုင်းကတော့ကျွန်တော်အနေနဲ့မပြောတော့ဘူးနောက်ဆုံးပွဲကိုဆက်သွားမယ် AI ဘက်ကသူတို့ရဲ့ signature Lucas chip တွဲလုံးရထားတယ် Falcon ဘက်ကတော့ Last Pit Xbox MPF Philippines Indo ဒီပွဲတွေကြည့်တဲ့လူတွေဆိုသိကြမှာပါ Khalia ကတော့ Xbox နဲ့တစ်ဖက်က Valence ပဲပြန်ခိုးတာဘာညာနဲ့ဆိုရင်ဒီ Lucas ကြီးကို တာတင်မှာกินလို့ရတယ်ဒါပေမဲ့အဓိကပြဿနာကဖေဂိုအနေနဲ့လူကတ်ကိုတာတင်မှာဘလို့တီးမလဲပဲခေါင်းထဲရှိတာဒါပေမဲ့ဒီဂရန်ဂျာနဲ့ဝဝမ်းချားထဲမှာအစောရှိတဲ့ကလိန်နဲ့မချက်꽈တယ်ဖေဂွန်ဘက်ကဒီတာတဲ့ကို level 4ရဖို့အတွက်ပဲခေါင်းထဲရှိတော့ဒီဂိုးလိန်ကိုလာလဲမထောက်ဘူးကြည်လဲမကြည့်ဘူးဒီတိုင်းလွတ်ထားတာအဲ့ဒီတော့ဒီဂရန်ဂျာကြီးကစလာတဲ့ကနက်ဝော်အများကြီးရသွားတယ်ပြီးတော့နှစ်သင်းလုံးကတာတဲ့ရောက်တော့ရောမာနှစ်ကောင်လုံး level 4ကိုစောင့်တယ် အာတီမိတ်စပယ်အကြီးတွေနဲ့ဘတ်တယ်ဆိုင်နဲ့ဖယ်ကွန်ဘက်ကသူတို့တွေးထားသလိုတော့ဟုတ်တယ်ဒီ export draft နဲ့လူကတ်ကြီးကိုကင်လို့ရတယ်ဟုတ်တယ်တာတင်မှာတော့လူကတ်ကတည်သွားတယ်ဒါပေမဲ့ချစ်ပေါ်တယ်ခေါ်ပြီး granger နဲ့ဆိုင်တဲ့အခါကျတော့ granger ကအရန်ဖတ်သွားတယ်ဒီပွဲကတော့အရန်ပြတ်သွားတယ်ကျွန်တော်ထင်တယ်ပေါ့နော်ဒီဝန်ဝန်လေးကိုအားလိကြည့်ပေးနိုင်မယ်ဆိုရင်တော့ဖြစ်နိုင်တယ်ဒီ draft ကဆတော့ကဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျနည်းနည်းတော့ရှည်သွားတယ်အဆုံးထိကြည့်ရှုပေးတဲ့အတူ ကြောက်ချင်းစီတိုင်းကိုကျေးဇူးများပြပါတယ်ကျွန်တော်ကတော့ခေစီပဲဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတော့ပေါ့ဘိုင်ဘိုင်ကျွန်တော်အနေနဲ့ website လေးတစ်ခုနဲ့မိတ်ဆက်ပေးမယ် mobile charges နဲ့ပတ်သက်တဲ့အကောင့်အကြောင်းအရာတွေကိုချင်းငယ် .org မှာပြုလုပ်လို့ရပါတယ်ချင်းငယ် .org မှာ mobile charges နဲ့ပတ်သက်တဲ့အကောင့်တွေအများကြီးရှိတယ်ကိုလိုချင်တဲ့အကောင့်ကို ကိုလိုချင်တဲ့ဈေးတန်းနဲ့ website ထဲမှာရှာလို့ရတယ်အကောင့်ရဲ့ information အကုန်ကိုလည်းဒီထဲမှာတခါတည်းပါပြီးသားပဲအကောင့်ရဲ့ information win rate စကင်ပါညာတွေကြည့်ရတာလည်းအရန်လွယ်ကူတယ်အဲ့ဒါအပြင်ဝယ်ယူမယ်ဆိုလို့ရှိရင်လည်းအပေါ်က Telegram Facebook Viber ကြိုက်တာကိုနှိပ်ပြီးတော့တွားပြီးတော့ဝယ်ယူလို့ရတယ်